哎呀！对。 วันนี้ลูกไม่ได้ขออะไรมาก ลูกขอแค่รางวัลที่หนึ่งก็พอค่ะภาษานิโรธา เวทนานิโรโท เพราะมีความดับแห่งภาษาจึงมีความดับแห่งเวทนา เวทนานิโรธาตัณหานิโรโทเพราะมีความดับแห่งเวทนา se limpa man.

အားကြောင့်ပါနော်အရှင်ပြဟိုဟာမားရဲ့ဈာနာနားလည်ပြတပည့်တို့လည်းအလူငွေအဲ့လိုလေချမ်းသာရဲ့ဘုံအခုလူခဲ့တဲ့ဟာတွေကလည်းတပည့်ဟန်တာလေဈာန်ကိုငါးတန်တရားလာလူကြဒီအကိုတွေလူတာပါဒီကိုတွေရောမိုင်းတို့လူတယ်ဖုန်းမိုင်းတို့လူတယ်ဆိုဝမ်းတာပါတက်တော့လူဒီလည်းမအောင်ပြေးလာတာဆိုလည်းနားရတော့ငါးတန်ကိုပြန်ပြတော့ဈာန်ကတော့ရတယ်မိုင်းတို့ဈာန်မိုင်းတို့ဒီအစားကိုတနေ့ရနေတော့နော်ဘုံလား မဗျာတဲ့မတဲ့မဒီမိုင်းဆက်လို့လေပါတယ်ကြာဟိုပါလေးเจ้าကိုနိုင်ငံသားလေးကိုဝတ်သားတယ်ဒီကြောင့်နဲ့အရှင်ပြားလေးကအလုလုံးကိုအလုလုံးတာတယ် တုကမနဲ့ဟာလုံးဝဆက်ဆက်ပါเนาะအဲ့လိုမျိုးတကွာငါဖက်လင်းတွေလည်းနေလို့မရပါဘူးเนาะဒါလေးလည်းကျွန်တော်တို့တွေဟောဝိုင်းဝန်းပြီးတော့တက်မှတ်ကြပါဘူးကျွန်တော်ကတော့အဲ့ဒီဖြစ်ချင်တော့เนาะအဲ့ဒီဖြစ်ချင်တာလည်းအလေးလေးဖြစ်ရတဲ့ပုံစံလေးတွေဟောဖန်တီးကြတကယ်တော့ဒါဟာဝိညာဉ်ကမလုံတဲ့နဲ့လုံတဲ့ဆိုတာလေးကျွန်တော်တို့ကဒါလေးပြီးတော့မှပါတယ် ရိုက်တာလည်းအဖက်ထည့်တာလည်းမခံဘူးရဲ့ဟောဟိုးဗျာအဖက်တွေလည်းတကယ်ရှော့အောင်ဗျာမေးပါဦးပဲချုပ်ကလေးနဲ့ဘုန်းကြီးနဲ့ဘာဆိုင်လို့လဲလို့โอเคပါမေတော်ကြီးဖတ်နေကြပြန်ပြီမေရမနဲ့ဆိုလို့ရှိရင်ယဟန်တပါးကိုမသိလားရှင်တပါးက ်ထပ်တာဖြစ်ပါတယ်။ယဟန်ကတော့သူ့ရဲ့မယ်တော်ကြီးလို့တော့ပြောတာဖြစ်ပါတယ်။ဒါဟာဖခင်ရဲ့သားတော်တတိယဖြစ်တဲ့အတွက်ပို့ပြီးတော့ပြည့်စုံပါတယ်။မကြောက်လဲဆိုတော့သူတို့ဒီအမေကဖုံးဆိုင်ညူရင်းပါဆန်ပါရတဲ့ဖခင်သားတော်တတိယတွေဖြစ်လို့ဖွင့်ပြီးပို့ပြီးတော့ပြည့်စုံပါတယ်ခင်ဗျာ။ ta uh -huh. ကြည့်နော်ဖုန်ကြီးတစ်ပါးကထီတော်ကြီးခေါင်းပေါ်တင်ပြီးကနေတာဦးစင်းတို့ဖုန်ကြီးတချို့လဲလေလာဘသက်ကာရပေါ်ကျန်တာနဲ့ပဲအယူအလုပ်တွေလိုက်လုပ်နေကြတယ်နော်ဘာကြောင့်အဲ့ဒီလိုလုပ်တာကိုအယူအလုပ်လို့ပြောရတာလဲဆိုရင်တိကနိပတ်အဗန္တရဝတ်လာဘဂရဟဇတ်မှာရဟန်းလေးတစ်ပါးဟာလက်လာဘပေါ်ကျန်တဲ့အတွက်ကြောင့်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံကပ်ပြီးလက်လာဘပေါ်ကျောင်းတရားဟောကြားပါလို့လျှောက်ထားပါတယ် အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကငါအရှင်လက်လာဘဘောကျင်တယ်ဆိုရင်တော့ခိရိအော်တပတ်တရားကိုစွန့်ပယ်ပြီးမယူတော်လဲယူတယ်လို့နေပါကုန်းတိုက်သောစကားကိုပြောပါကြားချေတယ်လို့နေပါဖယူဖယဲသောစကားကိုပြောပါအဲ့ဒါဆိုရင်လက်လာဘပေါ်လိမ့်မယ်သို့တော့ငါအရှင်ကိုတော့ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီယဟန်လေးတန်ဝေကဖြစ်အောင်ဟောကြားလိုက်တာပါ ဒီအခါမှာယဟန်လေးကလက်လာဘမပေါ်ရင်နေပါသေးတော့ဖေယားပညာရှိသူတော်ကောင်းတွေကယံမိအလုပ်ကိုတော့မလုပ်ပါရစေနဲ့ဆိုပြီးထပြန်သွားပါတယ်အဲ့ဒီအချက်ထဲမှာမယူတော်လဲယူသလိုနေဆိုတဲ့အချက်ပါပါတယ်ဖုန်ကြီးအလုပ်မဟုတ်ဘဲနဲ့ဖုန်ကြီးနဲ့မအဆက်တာတွေကိုသမဏတာရုပ်ပပြက်လောက်တဲ့အထိလိုက်လုံနေတာဟာအယူအလုပ်တွေပဲဖြစ်ပါတယ်နော်အဲ့ဒီလိုအယူအလုပ်တွေလုပ်တာဟာပညာရှိသူတော်ကောင်းတွေလဲကဲ့ရဲ့တယ်လို့သာသနာလဲညှို့နှံဖိကိုက်စေပါတယ် ဒါကြောင့်ဒီလိုအလုပ်တွေကိုမလုပ်ပါနဲ့လို့ဘုန်းကြီးတချို့ကလည်းပြောပါရစေနော်။